နိုင်ငံတကာပိတ်ဆို့မှုတွေနဲ့အထီးကျန်နေတဲ့စစ်ကောင်စီကကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံခေါ်မြောက်ကိုရီးယားနိုင်ငံဆိုင်ရာတန်အမတ်ကြီးအသစ်ခန့်အပ်ဖို့သဘောတူထားပြီလို့ဇွန်လ19ရက်နေ့ထုတ်မြန်မာလင်းသတင်းစာမှာဖော်ပြလာပါတယ်။အသစ်ခန့်အပ်မဲ့တန်အမတ်ဟာမြောက်ကိုရီးယားနိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာနအာရှရေးရာဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ယူထမ်းဆောင်နေတဲ့မစ္စတာကင်ချုံကြီးဖြစ်တယ်လို့ဆိုပါတယ်။ မြောက်ကိုရီးယားနဲ့မြန်မာစစ်ကောင်စီရဲ့တန်တမန်ဆက်ဆံရေးဆိုတာကဟန်ပြသဘောတာဖြစ်ပြီး နောက်ကွယ်မှာစစ်ဘက်ဆိုင်ရာဆက်ဆံရေးကိုပုံမူတိဆောက်လာနိုင်တယ်လို့နိုင်ငံရေးလည်လာသူတွေကထောက်ပြကြပါတယ်။နှစ်ခေါင်းခုနဲ့နောက်ပိုင်းတွေကဆက်ပြီးတော့ကျွန်တော်တို့မြောက်ကိုရီးယားနဲ့စစ်ကောင်ဟိုနဲ့မြန်မာစစ်ကြောင်မှာဆက်ဆံမှုတွေပြန်ပြီးတော့ရှိလာခဲ့တယ်။ NLD အစိုးရတက်လာပြီးနောက်ပိုင်းပေါ့နော်။နှစ်ခေါင်း၁၆နောက်ပိုင်းမှာ အမနိုင်ငံကမြန်ကိုရီးယားကိုပိတ်ဆို့ထားတာတွေအဲပြင်းထန်တဲ့ပိတ်ဆို့မှုတွေရှိတာလေအဲ့နောက်ပိုင်းမှာ NLD ဆိုရဆက်လာပြီးနောက်ပိုင်းမှာကျွန်တော်တို့မြန်ကိုရီးယားကတစ်ဘက်ပညာရှင်တွေကိုတန်မှန်ဝင်ခွင့်နေပေါ့နော်ဒီစာထုတ်ပေးမှုတွေကိုကျွန်တော်တို့ရဆိုင်ခဲ့တာရှိတယ်တန်မှန်ဆက်သွယ်မှုဒီစာနော်မြန်ကိုရီးယားဒါလည်းပညာရှင်တွေစစ်ဘက်ကခေါ်တဲ့ပညာရှင်တွေကိုကျွန်တော်ဗီဇာတတမတိုးပေးတာပြင်ဝင်ခွင့်ခွင့်မပြုတော့တာဗီဇာထုတ်မပေးတော့တာရှိတာရဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ တဖြည်းဖြည်းနဲ့2016နောက်ပိုင်းပေါ့နော်2016နဲ့2020ကြားမှာမြောက်ကိုရီးယားပညာရှင်တွေတဖြည်းဖြည်းနဲ့ပြန်သွားတာရှိတယ်အဲကြတော့ကျွန်တော်တို့2020နောက်ပိုင်းမှာဆိုရင်တော့အဲစစ်ကောင်စီစစ်တပ်မှာမြောက်ကိုရီးယားပညာရှင်တွေနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေတော်တော်များများကျဆိုင်သွားတာတွေရှိခဲ့တယ်ပေါ့နော်ပြီးခဲ့တဲ့2019ခုနှစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီကဒဏ်ခတ်ပိတ်ဆို့မှုမှာပါဝင်ခဲ့တဲ့မြောက်ကိုရီးယားရဲ့တန်တမန်တဦးဖြစ်သူကင်ချိုနန်ကိုနိုင်ငံကနေနှင်ထုတ်ခဲ့ပြီးတဲ့နောက်နှစ်နိုင်ငံဆက်ဆံရေးကအေးဆက်သွားခဲ့ပါတယ်။မြန်မာနဲ့မြောက်ကိုရီးယားဆက်ဆံရေးဟာ1985ခုနှစ်ကစတင်ထူထောင်ခဲ့ပြီးတောင်ကိုရီးယားသမ္မတချန်ဒူဝမ်ရဲ့1983ခုနှစ်အောက်တိုဘာလကရန်ကုန်မြို့ခရီးစဉ်မှာမြောက်ကိုရီးယားထောက်လှမ်းရေးတွေကလှုပ်ကြံတက်ဖြတ်ဖို့ကြိုးစားရာကနေတခံရက်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှုကြီးတန်းရွှေခေ2008ခုနှစ်ဧပြီလမှာတန်တမန်ဆက်ဆံရေးကိုပြန်လည်ထူထောင်ပြီး2008ခုနှစ်နိုဝင်ဘာလအတွင်းသူရဥွှေမန်းဦးဆောင်တဲ့မြန်မာစစ်တပ်အစင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကမြောက်ကိုရီးယားမြို့တော်ပျုံယန်းကိုလျှို့ဝှက်သွားရောက်ခဲ့ကြပါတယ်။ဒီခီးစဉ်တွေပေါ်အနောက်နိုင်ငံတွေကမြန်မာစစ်တပ်ရဲ့နျူကလ িয়ার ရီမန်းချက်နဲ့ပတ်သက်ပြီးမြောက်ကိုရီးယားနဲ့ပူးပေါင်းမှုကိုစိုးရိမ်မှုတွေရှိခဲ့ပါတယ်။ဒါကြောင့်လည်းအခုတစ်ခေါက်စစ်ကောင်စီရဲ့မြောက်ကိုရီးယားနဲ့ပြန်တီးဆောက်လာတဲ့ဆက်ဆံရေးဟာ စီးရီးယထောက်ပံ့တွေရနိုင်ဖို့ဖြစ်တယ်လို့စီးရီးသူတီတီကဆိုပါတယ်။နာဝတာခေရောက်တော့မှမြောက်ကိုရီးယားနဲ့ပြန်ပြီးဆက်ဆံတယ်။မြောက်ကိုရီးယားကလူတွေဥမင်လိုင်ကောင်းတူတာတို့ဒုံးကြီးကိစ္စတို့မြောက်ကိုရီးယားပညာရှင်တွေလာတယ်ဆိုတဲ့သတင်းတွေကြားရတယ်။မင်းမျိုးစစ်တပ်ကတူမှလည်းမြောက်ကိုရီးယားနီးပြတွေလာတယ်ဆိုတာကြားရတယ်။အဲ့ဒါက69နှစ်နောက်ပိုင်းပေါ့။အဲ့တော့အဓိကကတော့မြောက်ကိုရီးယားနဲ့ဆက်ဆံတာကတော့ဒီလက်နက်ခဲယမ်းနီးပညာတွေရာရေးတို့ နျူကလ িয়ার နည်းပညာယာယီအဓိကဥတီဆက်ဆံလာပဲအခုလည်းပြန်ချင်းကဲ့ရင်တော့ဒါလေးလိုချင်လို့ပဲဖြစ်မှာပါနိုင်ငံဆက်ဆံရေးအတွက်ရှေးပြေးအနေနဲ့2023ခုနှစ်စက်တင်ဘာလ17ရက်နေ့မှာတရုတ်နိုင်ငံဆိုင်ရာမြန်မာတန်မတ်ဥတင်မောင်ဆွေကိုစစ်ကောင်စီကမြောက်ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာတန်မတ်အဖြစ်ပူးတွဲတာဝန်ပေးခဲ့ပါတယ်2016ခုနှစ်ထဲကမြောက်ကိုရီးယားတန်မတ်အဖြစ်တာဝန်ယူထားသူဂျုံဟိုဘွန်းဟာ2022ခုနှစ်ဒကြံကာလမှာ ရန်ကုန်ကတန်တမန်မိသားစုတွေအတွက်ရိုးရတဲ့ကြံအခမ်းအနားကိုထိတ်ဆုံးကဥဆောင်တယ်လို့မြမလင်းသတင်းစာမှာဝေဝေဆဆဖော်ပြခဲ့ပါတယ်။ဒါရီကိုစစ်ကောင်စီကရွေချက်ရှိရှိလုပ်ခဲ့တာဖြစ်ပြီးအခုပြန်တီဆောက်နေတဲ့ဆက်ဆံရေးကနေစစ်ကောင်စီအတွက်အကျိုးမြတ်တွေရှိလာနိုင်တယ်လို့ဆိုကြပါတယ်။အခုဖြစ်တာကတော့ကျွန်တော်တင်တဲ့သူတို့ရဆိုင်ခဲ့တဲ့စစ်ဘက်စစ်လက်နက်ထုတ်လို့ဒေဘီရီဘောက်ရကူရီယောနဲ့ပြန်လဲဥပပေါင်းရမှုတွေ ကြည့်ရနိုင်မယ့်အနေအထားလို့တော့ကျွန်တော်တို့ပြောလို့ရနိုင်ပါတယ်ဗျာဟုတ်ကဲ့မြောက်ကိုရီးယားကအဲစစ်ကဏ္ဍနဲ့ပဲဗောနော်ဒီဘက်ကစစ်လက်နဲ့ထုတ်လို့ရေးနဲ့ဒုံးလက်နဲ့ထုတ်လို့ရေးနော်စစ်လက်နဲ့ထုတ်လို့ရေးဒုံးလက်နဲ့ထုတ်လို့ရေးဒုံးနည်းပညာဗောနော်ရော့ကက်နည်းပညာတွေပါတယ်နောက်တစ်ခုကတော့တန်နယ်တန်နယ်စီမံကိန်းတွေဗောနော်အဲမြောက်တန်နယ်တွေလည်းပြီးခဲ့တဲ့ဝီလျံမှာမြောက်တန်နယ်တွေကွန်မန်းစင်တာတွေပြည့်စည်ခဲ့တာရှိတယ်ဒီကျွန်တော်တို့ကြားသိရတယ်ဗောနော်အထူးသဖြင့်နေပြည်တော်ပေါင်းတော်ကျောင်းမှာရှိတဲ့အဲတန်နယ်စီမံကိန်းတွေရှိတယ်အဲတန်နယ်စီမံကိန်းတွေမှာ မြောက်ကိုရီးယားဘက်ကအခုဒီလူကောင်းလူလာနိုင်တယ်လို့ကျွန်တော်ထင်တယ်။မဟုတ်ဘူးဒီတန်တန်နီးပညာတွေကမြောက်တိုင်းကောင်းတွေကမြောက်ကိုရီးယားနဲ့အထူးတူဆက်ဆက်ခဲ့တာပေါ့နော်။စစ်ကောင်စီရဲ့အဓိကပင်မအသက်သွေးကြောတွေဖြစ်နေတဲ့ကာဝေးပစ္စည်းထုတ်လုပ်မှုစက်ရုံကပ္ပစရီမှာလည်းမြောက်ကိုရီးယားရဲ့နီးပညာအကူအညီတွေပါဝင်ပါတယ်။အထူးသဖြင့်ကတော့မကွေးတိုင်းထဲမှာရှိတဲ့ကပ္ပစ30နဲ့ကပ္ပစ14မှာဖြစ်ပြီးဒီကပ္ပစတွေဟာအဲ့ဒီရဲ့ဒုံးတွေလေရင်ပြပခုံးထန်းဒုံးတွေနဲ့ဒုံးကြီးတွေကိုအဓိက ထုတ်လုပ်တာဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာမြန်မာစစ်ကောင်စီနီးတူရုရှားနဲ့မဟာမိတ်ဆက်ဆံရေးကိုထူထောင်ထားတာဖြစ်ပြီးအခုစစ်ကောင်စီနဲ့မြောက်ကိုရီးယားတို့မဟာမိတ်ဆက်ဆံရေးပြန်လည်ထူထောင်လာမှုအပေါ်ဆက်ဖက်ဆိုင်ရာအကူအညီနဲ့နျူကလ িয়ার ဆိုင်ရာစိုးရိမ်ချက်တွေရှိနေကြတာဖြစ်ပါတယ်။